November 10ရက်တနင်္လာနေ့အာယုစီတော်နေ့အစီအစဉ်စပြုဖို့ပဏာမကျောင်းတပည့်ကိုဖတ်ပေးပါမယ်။ရှမတ်တဲ့ခရဝင်အခန်းကြီး9အငယ်9တပည့်ဖြစ်ပါတယ်။ရှမတ်တဲ့ခရဝင်အခန်းကြီး9အငယ်9တပည့်ဖြစ်ပါတယ်။တောင်းကြလို့တောင်းလေရလိမ့်မည်။ရှာကြလို့ရှာလိမ့်တွေ့လိမ့်မည်။တကားကိုခောက်ကြလို့ခောက်လိမ့် 会便秘，上到头面这个压抑，下到头来坠意，靠到头阿来这个肺，是两焦是不？讲起本来细料木头拍面烧烧偏轻，现在那那烧烧阿爷阿妈细料木头叫文家来看嘛，叫上面都买得轻，家面那个不掉，是两焦就对。但现在文家都两百斤阿平，可是细料木片现在不算。 တော်လို့စွာလုံဆောင်နိုင်ဖို့ကောင်းကြီးပေးပါမြေเจ้าမနေ့ယနေ့နောက်ကလည်းမပြောင်းမလဲအသက်ရှင်၍ကျွန်တော်စီတောင်းတာကိုယနေ့တည်းအောင်နာမြောက်အဖြစ်ပေးလရှိသောကျွန်တော်တို့ရဲ့ကယ်တင်ပိုင်ရှင်သခင်ခရစ်တော်ရဲ့မြတ်သောနာမနဲ့ယူဒီစွာကျေးဇူးတော်ပေါင်းကိုချီးမွမ်းလေဤနေ့နာနဲ့အစီအစဉ်ကိုအရှင်ဘုရားလက်တော်ထဲသို့ကျွန်တော်တို့အားလုံးသဘောတူလျက်ဆုတောင်းဆက်ကအနန္တကြပါလေပါဗျာအာမင် မ္မတိချက်မှ123ကားလေးမှာကျူကိုတော်ဝန်ခံအမှုတော်ဆောင်ရွက်ကျွန်တော်အလေးမရှိဘူးနှုတ်ကပတ်တော်ကိုချီးမြှောက်ပဲတိုင်တော်ကိုဝါကြွားမယ်ယေရှုနာမမြတ်ကိုတည်တယ်နာမတော်ကိုယုံကြည်တယ်ကျွန်တော်ဝိညာဉ်ဟာရှက်ကြောက်ခြင်းနဲ့ခင်းပြီးတော့ကျွန်တော်မျှော်လင့်ခြင်းလေတည်ပြီးတော့ကိုတော်တွေ့တည်တယ်အောင်အသက်ရှင်ခွင့်ရမယ်ပလင်တော်ကလည်းခင်ခတ်နေနေတူ ကိုရဲဂတိတော်တွေကလည်းဒီပါပဲနော်လက်ချောင်းတွေပါအားထားတဲ့အရာတွေအားလုံးပြောင်းရင်ပြန်ပေးမယ်ဆိုတာယုံကြည်ရပါတယ်ဒါဒီအတွက်ဒီတရှင်လေးကိုကိုအတွက်စက္ကတဲ့သဘောကိုရဲတငယ်ချင်းတွေအတွက်နှုတ်ဆက်သဘောနဲ့တီးဆိုချီးမွမ်းကြပါစို့ Eternal, we need share ခရိယန်တင်းတော်ဘောင်းဆိုဆုတောင်းရကောမဒီရဲ့ခေါင်းစဉ်ကတော့သခင်ယေရှုရဲ့အုပ်စုမှုကိုလူတိုင်းဝန်ခံပြီးတော့လူမျိုးတကာတို့သည်ဝန်ခံလာရတဲ့ကျွန်တော်ဆုတောင်းပြီးပို့ဖြစ်ပါတယ်။ဒီနေ့ပြတဲ့ကျမ်းစာတော့နှစ်ခုမြောက်သောစာလံရဲ့ခုနကျွန်တော်ဖတ်သွားတဲ့ရှင်မတ်သေးခရစ်ဝင်ခန်းကြီးခုနှစ်အငယ်ခုနှစ်ပဲဖြစ်ပါတယ်။ဒီရှိမတဲ့ခရစ်ဝင်ကိုပြန်ကြည့်လိုက်တဲ့အခါ တခင်ကျတောင်းကြလို့တောင်းရမယ်။ရှာကြရှာတွေ့မယ်။တကောက်ခောက်ရင်ဖွင့်မယ်။တောင်းတဲ့လူရမယ်။ရှာတဲ့လူတွေ့မယ်။တကောက်ခောက်တဲ့လူဖွင့်မယ်။အဲ့ဒါတော့ပဲကြည့်ပြီးတော့ကိုယ့်အတွက်ပဲကိုယ်စဉ်းစားပါလား။ဟာငါတို့တောင်းရင်ငါတို့ရမယ်။ငါတို့တွေ့မယ်။အဲ့ဒါပြီးတော့တင်းနေရုပ်ရေဘူးမဟုတ်ပါဘူး။အငယ်ကိုယ်ဆက်ဖတ်လိုက်တဲ့အခါမှာသားဒီမုတ်ကိုတောင်းလေမိမိသားအားကြောက်ကိုပြီးမိသူငါးကိုတောင်းလေငွေကိုပြီးမိသူတစုံတယောက်မြတ်တင်တို့တွေရှိတယ် ကုသတူရပိတ်စာလို့ဟောမုစားခြင်းနဲ့ထမင်းစားခြင်းနဲ့စောက်ခေကြီးမဲ့လို့မရှိပါဘူးဖြစ်နေရင်တော့အမလီစီတန်တန်ကြောပလိုက်ခြင်းနဲ့ကြက်ဦးလေးထည့်ပြီးနေပေပလူထည့်ပြီးစသဖြင့်တော့ကျွန်တော်ကောင်းမေးပြီးခြင်းအဲ့လိုကောင်းရကိုဖတ်ခဲ့နေမိဘတွေရတာသူတို့ပြေးခြင်းနဲ့ဆက်ပြုတ်ခါတင်းတို့ဒီအဆိုးဖြစ်လက်ပြီးကိုသားသူအားကောင်းသောအရာကိုပေးတတ်ရင်း ကျွန်တော်ကျွန်တော်ကအမပြည့်စုံဘူးဆိုရဲဒါပေမဲ့ကုသသမီးတွေကိုကောင်းတဲ့အရာပေးတတ်ရင်နဲ့ထူမြတ်မကကောင်းကင်မှာရှိသောသင်တို့အဖသည်ဆုတောင်းသောသူတို့ကကောင်းသောအရာကိုတာ၍ပေးတော်မူမဟုတ်လောဒါပေမဲ့ကျွန်တော်ခရစ်နဲ့မတောင်းကြဘူးအဘိုးဆရာတော့ကောင်းဒီမြေကြီးကိုဖန်ဆင်းတဲ့ဘုရားကမင်းတို့တောင်းကြစမ်းပါမင်းတို့အဖေတော်မင်းတို့ကောင်းတဲ့အရာပေးငါတာ၍ကောင်းတဲ့အရာပေးချင်တယ်မတောင်းကြဘူးဒီနေ့စစ်တောင်းမှုဆိုရင်ခရစ်ကနေ တိတ်မပါကြဘူး။ဟာကျေးဇူးချင်းမဆားရမယ်ဆိုတော့အပြည့်ပဲစစ်တောင်းစီရဲ့ဖိလိုက်လို့မသိမရှိတော့ဘူး။ကျွန်တော်ယူရတဲ့အတင်းတော်မှာစစ်တောင်းစီဝေးဆိုရင်လူကလက်ချွေးရည်လို့ရတယ်။တကယ်အတင်းတော်ကြီးတွေအိုးလူလင်ကားရှိတဲ့အတင်းတော်ကြီးတွေစစ်တောင်းစီဝေးကလူက30 30ငန်းကျကျဝေးရှိတယ်။အစားရှောင်စိန်ပိုးတော့ဝေးသွားပြီ။ဘာကြောင့်လဲလူတွေကဖះမယုံကြဘူး။ဒါလို့ကောင်းတဲ့ဖះပြီးမှမယုံကြဘူး။အဲ့ဒီပြင်ခင်ကြီးပြောတယ်သူက ကောင်းတဲ့လူမကောင်းတဲ့လူပေါ်မှာနှီးကပူစီတဲ့မိုးကိုရောစီရဖျားဖြစ်တယ်။ကိုယ်ကိုကောင်းတဲ့လူပဲပြန်ကောင်းတာလုပ်ရင်တဲ့အခွင့်အရေးပြည့်တစွာတယ်အဲ့လိုလုပ်နေတာပဲ။အဲ့ဒီအစီအမရှိပဲ။ဒါမဲ့တခေရှုပေးတဲ့ကောင်းကြီးမင်းကဆုတောင်းလို့ရမယ်။ဖျားဖြစ်တွေ့တယ်။ကောင်းကြီးနဲ့ဝင်ခွေးရဒါလည်းသူမျိုးစိတ်ဝင်တာပေါ့ဖျားဖြစ်တာကသူ့တင်နေတာ။ဒါဒီနေ့ကျွန်တော်သက်တာမှာဖျားဖြစ်ကိုတော့ဟိုမခံတဲ့လူတွေ ဝန်ခံတာဘယ်လိုဝန်ခံတာလဲခရစ်တော်ယုံတဲ့ကမ္ဘာခရစ်တော်ရဲ့ပညာတကူသိချာလက်လျှောက်မယ်စိတ်လုံးအကျွေးမဲ့အစွမ်းတတ္တိဉာဏ်ရှိပြဖျားကိုချစ်မယ်ကိုယ်နှစ်ဆက်ဆိုင်တော်သူကိုကိုယ်နှစ်ချစ်မယ်ကိုယ်နှစ်ဆက်ဆိုင်တဲ့လူဘယ်လိုလဲရုပ်ပိုင်းဆရာလူအနည်းလို့ဝိညာဉ်ပိုင်းဆရာအမတန်ကြောက်စရာကောင်းတဲ့ခရစ်တော်မရရင်ထာဝရပျက်စီးခြင်းကိုရောက်သွားနေတယ်ဒါဒီလူတွေကျွန်တော်စစ်တောင်းပေးဖို့ဖြစ်ပါတယ်တာဝန်ရှိပါတယ်ကျွန်တော်ယူရဲ့ဖျားကိုစစ်တောင်းလို့ ကောင်းကြီးရပြီမဲ့တကုံးဆံမှုမဟုတ်ပါဘူးတထေးကြီးဟာချမ်းသာရတဲ့အခါမှာကာမဂုဏ်ရှိစေမှာနေ့တိုင်းပြောင်းဝင်နေတယ်ဒါပေမဲ့သူအိမ်ပြီးမှတတောင်းစားဟာလာစုကိုမေ့နေတယ်နောက်ဆုံးဘဝဆုံးမှာပြန်ကြည့်ပါကန်တဲ့လောင်းနဲ့မိအောင်နဲ့မှာအမလီပူပြင်းစွာခံရတယ်ဒါဆာလနစ်ကလည်းနှစ်ခုမြောက်သောဆာလန်ကလူမျိုးတို့အပေကြောင့်ယုံရင်ခပ်ပြကြတဲ့နည်း လူစုတို့အပင်ကြောင့်အချင်းချင်းကြံစီကြတယ်ဒီလူတွေပြန်ကြည့်ပါဆုံးကနေမှာရောက်ရခတ်ပြီးတော့ယုံရင်ခါအာဒီခါအတင်းယုံကမတော်ချင်မှုမကြောက်တယ်မှမအောင်ကြီးတွေ့နေရတဲ့စသဖြင့်လူတွေကအဲ့လိုဖြစ်နေတယ်အချင်းချင်းကြံစီတယ်ဘာမှမမြည်သွားနိုင်ဘူးတည်သွားရင်မမြည်သွားနိုင်ဘူးဘာမှမမြည်သွားနိုင်ဘူးအဲ့ဒါအတွက်အလကားဒါပဲရှာနေကြတယ် တော့ဆန်အဒေသနာဆရာပြောပါလေတရေအားလုံးကအနတ္တပဲတဲ့ဥစ္စာကြီးလည်းအနတ္တဘာယူရောမရဘူးကမ္မကုစိစဉ်ကြီးလည်းအနတ္တခဏပဲဘာမှကိုယ်ကြည့်တော့မရဘူးတဲ့လောကီရှင်ဘင်းနေမူမအရာရှိတွေအနာရှိတွေဒါပဲစဉ်းစားနေကြတယ်ယာတုဆိုတာခဏပါပဲသမရစီတမန်နိုင်ငံတွေစီဒီမိုကရေစီနိုင်ငံတွေမှာတတ်တန်တစ်ခုပဲရတ အာနာရှင်နေလဲကျိုးစားပြီးတော့တက်တက်လှုပ်လှုပ်ရှင်နေမှာမရခဲ့ပါဘူး။ဒါခဏပါပဲယာဓုပါပဲ။ယာဓုကခဏပါပဲ။အမင်ခယောက်ျားကာနာတက်ပြီလို့ပဲခဏကြာရင်ပြည့်စုံသွားနိုင်ပါလေ။အဲ့ဒီအပြင်ဒီလောကသားတွေကဖျားဘူးလားရံပဲပြုတ်နေကြတယ်။ဒီနေ့ကွန်မီစဝါဒစီဝါဒီတွေကဖျားဆိုတော့မရှိဘူး။ဖျားရှိတယ်ဆိုတော့ယုံကြည်တဲ့သူကိုအမြင်မြင်နှင်းဆဲထောင်တဲ့အတွင်းချ ီ torch of christ ကိုဖတ်ကြည့်နော်ကွန်မြူနီကလည်းဘလောက်ညင်းစေခဲ့လို့ဆိုတာတွေးလိုက်မယ်ဒီဖျားရှိတဲ့လူဟာဘာသာတရားကိုကိုယ်ကလူတွေကိုလည်းအမျိုးအမျိုးလောက်တာပဲဘေးဘာသာမှာကိုပြန်ကြည့်ပါသူတော့စာရငါတော့ခဏလို့ရက်စမဲတပ်ဖြတ်မဲဒါလုံးမှာပဲသူအလုကအဲ့ဒီလုံးတဲ့ခါမှာတဲ့ကောင်းမြင်ပေါ်မှာထိုင်နေလူကပြုံးရယ်တဲ့ဖျားသူကိုကြည့်ရတယ်သူဖျားမသိလို့လုံနေတာ ဘုရားကပြုပြတယ်ဒီလူတွေပြန်ကြည့်ပါတမိုင်းမှာဘလူဘုရားဆုံးသွားတယ်ဘုရားရဲ့လက်တော်ဘုရားရဲ့တံပေးခြင်းတံပေးတယ်ဆိုဘုရားစီရင်ခြင်းဘုရားကတနာတဲ့လူတနာသဘောပေးတယ်ဖြောက်မှတ်တယ်လူဖြောက်မှတ်တယ်သဘောပေးတယ်မတရားတဲ့လူကိုမတရားတဲ့သဘောပြပါတယ်သူတို့စိုက်တဲ့အတိုင်းရိတ်ပြီးတော့သွားတယ်ဆိုတော့ကျွန်တော်တွေ့ရတယ်တန်ဒီမှာဘုရားကပြောတာငါကတန့်ရှင်တော့တောင်းဖို့မှာအမြဲတမ်းအသက်ရှင်တဲ့ ဘယင်ငကားရဲ့ဘယင်အရှင်ငကားရဲ့အရှင်ဘုရားတော်ရဲ့ဘုရားဖြစ်တယ်။ພັນစင်းရှင်ဖြစ်တယ်။ພັນစင်းရဲ့အရှင်ဟာစัจ Java တခုလုံးကိုအုပ်စုတဲ့အရှင်ဖြစ်တယ်။တိုင်းနိုင်ငံရဲ့အလုံးကိုພັນစင်းတဲ့ကြောင့်တိုင်းနိုင်ငံရဲ့အရှင်ဘယင်ငကားရဲ့ဘယင်လည်းဖြစ်တယ်။ဒါကဗျာတိတို့အချက်ပဲ။နော်အဲ့ဒီဗျာတိတို့အချက်ကဘာလဲဆိုရင်ဖြာတိတို့အချက်ကပြန်ချပြီအဲသာရဖြာကတင်းဒီငတ်သားဖြစ်ဤယနေ့ပင်တင့်ကုန်ကဖြစ်ပွားစီပြီ ုရားနဲ့တားသမီးတွေကိုဘုရားနဲ့ဖြစ်ပွားစေသူသူဝိလက္ခဏများသောသူတည်ရသောခရစ်တော်ကိုယုံကြည်သောသူတို့ကိုဘုရားသားဖြစ်ရသောခွင့်ဖြစ်တယ်။ဘုရားသားဖြစ်တဲ့အခါမှာဘုရားဗာပေးခြင်းလေဆိုတော့ငါကိုတောင်းတော့ခရစ်တော်တောင်းခဲ့တဲ့အခါမှာကျွန်တော်ကရွှေငွေဥစ္စာယာတူကြီးပဲမဟုတ်ဘူးတော့ငါကိုတောင်းတော့ဘာတောင်းခဲ့လဲလူအမျိုးမျိုးတို့ကိုတင်းအမွေဥစ္စာပုံနာပေးမိ။ စัจကြောင်နဲ့တမွန်ဖြတ်နေတဲ့လူရဲ့အသက်ဝိညာဉ်လောကတမွန်နဲ့ဆိုရင်ဒေါ်လာ25တောင်းလောက်တန်တဲ့ခန္ဓာကိုယ်နှစ်ခုလုံးကိုစာတမ်းရဲ့ဖြည့်စီရေးလို့မရောက်မနဲ့ဘုရားသခင်နိုင်ငံတော်ကျွန်တော်အတွက်အမူအတွက်တောင်းပါတောင်းယူဖျောင်းခင်ပြီးမယ်တဲ့မြင့်ကြီးစွန့်တဲ့ကပိုင်ချက်တော့အခွင့်မြင့်ကြီးစွန့်နေတော့ဟောပါတဲ့ခရစ်တော်ပြန်တွေ့တဲ့ဒီနေ့မှာတစ္ဆာရှိတဲ့လူငါးမျိုးဘုရားခင်ပြန်အုပ်စုပေးပြီ စတူရဲ့10မြို့အစ90တူရဲ့မြို့90လောဘုရားတရားကျွန်တော်တို့အဲ့လိုရှင်ပြန်ထမြောက်တဲ့ခါမှာကောင်းကြီးမင်္ဂလာပေးခြင်းနဲ့လက်ချီတက်တက်မသွားစေချင်ဘူးဒါကိုသိတဲ့လူတွေကတော်ဘုရားဘုရားသခင်ကိုတော့အမှုရောက်ဆောင်တယ်ကျွန်တော်တို့လူသားတွေအဝိညာဉ်ပေးပါကျွန်တော်အများကြီးပြောတယ်ဂျမန်အီမိုလီစီယာကြီးရစ်ချတ်ဘွန်ဂီယာ ူဘုရားငယ်ဒေါ်လာတသန်းပေးမယ်ဆိုတော့တိတ်ပြောတာဟာအာဖရိကတည်းကြီးအာဖရိကကိုသာသနာပြုတော်ဟိုတူတယ်မလုပ်တယ်ဖြုံပြောင်းလုပ်မယ်သူမျိုးစီရင်ချတယ်တိတ်ပြန်စဉ်းစားတယ်ဒေါ်လာတသန်းဆိုတာခနဲ့ကုန်သွားမှာပဲတလက်ချီတဲ့လူကိုခရစ်တော်ပေးလိုက်တော့ချက်ချင်းထားရှောင်းနိုင်တယ်ခရစ်တော်ပဲပေးရမှာခရစ်တော်ရဖို့အရေးကြီးတယ်တက်တူပါဆွတောင်းပြောင်းဆွတောင်းတခါမှဖျားပြင်းဒေါ်လာတသန်းတော့ကျွန်တော်မပေးရပါနဲ့ကျွန်တော်တို့ဝိညာဉ်တသန်းပေးပါ အာဖရိကတိုက်ရဲ့ဝိညာဉ်တွေအမွေအပိုင်ဖြစ်သူစစ်တောင်းတယ်ဘယ်လိုစစ်တောင်းလဲလူအမျိုးမျိုးတို့ဒီအာဖရိကလူမျိုးတွေကိုခရစ်ယာန်နိုင်ငံတွေအမွေခံဖို့ကျွန်တော်အမွေပေးပါတူဆုံးသွားတဲ့အခါမှာအာဖရိကတိုက်မှာရှိတဲ့ဝိညာဉ်ပေါင်းတန်း80ကျော်ကိုဖျားရတဲ့နိုင်ငံတွေပို့ပေးနေတယ်လူတွေကတော့သူ့ကိုအာဖရိကတိုက်ရဲ့ ပီလီဂရင်လို့တမှုချေကိုခံရခဲ့တယ်။သူဖြစ်၍ရှင်ဘီရင်တို့ပညာသတိရှိကြလော့။လောကီမင်းတို့ဆုံးမခြင်းကိုခံကြလော့။ကြောက်ရွံ့သောစိတ်နှင့်ထောရပြအမှုတော်ကိုထမ်းကြွ၍တုံလုခြင်းနှင့်ဝမ်းမြောက်ကြလော့။ဖျားသည့်အမှုတော်ထမ်းတဲ့အခါမှာမွာကြွားခြင်းနဲ့မဟုတ်ပါဘူး။သူများကိုကြည့်ရဖို့မဟုတ်ဘူး။တုံလုသောစိတ်ဆိုတာဒီဝိညာဉ်တလုံးကိုဖျားခင်မခေါ်သွားနိုင်ရင် ာရဖျားရှိမှဖြတ်မှတ်တော်သူရဲ့တည်ခြင်းရာဒီအလုံးမတံမိုးကြည့်တယ်နော်တန်ရှင်းသူရဲ့တည်ခြင်းရာဒီအလုံးမတံမိုးကြည့်တယ်ဒါဒီဝိညာဉ်တွေကိုဖျားရှင်မပုတ်နိုင်ရင်ဘာလို့ကြောက်စရာကောင်းလဲဒီစကြီးလာမှာကျွန်တော်ပြန်ပြီးအဖြစ်ပြန်တောင်းမယ်ဒီအသွေးဝင်းတော့ပြန်တောင်းမယ်ဒီနေ့တောင်းကြလို့ဆိုခါဘာလို့တောင်းနေကြပြီ ရှင်ငွေတဲ့ဥစ္စာတွေယာတုတွေပဲလားကျမ်းမာခြင်းတွေပဲလားဝိညာဉ်များဆိုတာယာဖို့ရှင်ဘောလို့သူ၃ကြီးတောင်းတဲ့ခန္ဓာကိုယ်ကျမ်းမာခြင်းမရဘူးဘုရားကသူကျေစုလုံလောက်တယ်ဆိုတဲ့အခါမှာသူဘာပြောလဲဘုရားကအပြစ်မတည်ဘူးတော့ဒီယာရစ်တော့ခံရပါတယ်သူဘုရားကဆုပေးတယ်ဆုဆိုတာဆုဆုပြီးဆိုတော့ကျွန်တော်တို့တိတ်နေလို့မကောင်းတော့တော့တော့ဒီခါလေးကတည်လင်းတော့ဖြူဒီခါလေးနေလို့အဆင်မပြေဘူးဆုထုတ်လိုက်အဆင်ပြေပဲအဲ့ဒါကြီးပြီးတဲ့အခါမှာရှင်ဘောလို့ဘာပြောလဲ ငါနာကြီးဝေဒနာနဲ့ဧဝံတရားဟောနေတယ်တဲ့။ဒါဘာလို့မနာလိုက်ဘူးတော့ဆိုဖျားရင်တန်ကန်တော့အဲ့လိုလုံနိုင်ဖို့တုံလှုပ်တော့စိန်တယ်ကျွန်တော်တို့ဖျားပြီးအမှုတော်ကိုဆောင်ရွက်ပါတဲ့။ဝမ်းမြုပ်ပါတဲ့။ဒါတော့ကိုနမ်းပါ။အဲ့ဒီခါမှာဖျားကြီးယုံကြည်တဲ့လူတွေကအမြတ်တော်ခါဖို့ဖျားကြီးမထားဘူးတဲ့။ကတိညာဘုထားတယ်။ဒါကြောင့်အမြတ်တော်ဒီချက်ချင်းထွက်နေပြီ။ တားတော်ကိုကိုးစားသူပုံတိမ်မင်္ဂလာရှိတယ်။ဖျောင်းရင်ခိုင်းတဲ့အလုတ်ကိုမလွတ်ရင်တော့ဖျောင်းရင်စီရင်ခြင်းခါမယ်တော့လက်ရှိတက်တဲ့ဒွါမလာအလုတ်သွားတဲ့အခါမှာဖျားနေကြပါမျက်ရည်တစ်ချိန်ကြားလိမ့်မယ်။တသူမျက်ရှိသမျှဖျားမျက်ရည်ရှိသမျှဖျားဖြင့်တုတ်တယ်မူမယ်။တဲ့ဒီနှုတ်ကတော့ပြန်ကြည့်ရင်တိတိယဆာလာ နှစ်ခုမြောက်သောစာလံကတခင်ရှိရဲ့အုပ်စုမှုကိုလူတိုင်းဝန်ခံလာဖို့လူမျိုးတကာတို့ကဝန်ခံလာဖို့ကျွန်တော်စုတောင်းဖို့အရေးကြီးတယ်။ခေါ်ပြောရမယ်တတ်တည်ခံရမယ်။ရှင်မတေကတော့စုတောင်းခြင်းကိုပြောင်းပြီးအပြည့်ပေးတယ်။အပြည့်ပေးတဲ့အခါမှာခုနလိုကို့အတွက်ပဲမှုပင်တဲ့တလုံးသားလို့ကို့အတွက်ပဲတောင်းတာဟုတ်ပင်တဲ့သူများကိုဆက်လက်ဝင်ငှဖို့နိုင်ဖို့ ဒီကောင်းကြီးမင်းကိုဆက်လက်ပြန့်ပွားနိုင်ဖို့ဆုတောင်းမှုဖြစ်ပါတယ်ဒီလိုဆုတောင်းမှုဒီနေ့အတွက်မြန်မာနိုင်ငံခရီးအတင်းတော့ဘောင်းဆိုဆုတောင်းရဲ့ကော်မတီရဲ့ဆုတောင်းတဲ့နှစ်ချက်ကတော့မြန်မာပြည်အနှံ့တွေပျက်စီးယူရင်းနေသောလူသားတို့ခလုံးများအပိုက်အမျိုးများစိတ်ပိုင်းဆိုင်ရာဒဏ်ရာများစရိတဖောက်ပြန်ခြင်းအတ္တကြည်ခြင်း တကုံးဆက်ကြီးအဆရှိတဲ့ထူအရာများအားအကောင်းဆုံးနှုံတနဲ့ပြုပြင်ဖို့ကျွန်တော်ကိုယ်တိုင်ကလည်းနှုံတရပြီးပြန်နေတိဆောက်ဖို့နှုံတမရတဲ့လူတွေလို့ဖျားတဲ့ကည်ဒီရှည်သောစိတ်နဲ့တန်ရှင်သောဝိညာဉ်တော်ဒီအပြစ်ကိုဖော်ပြပြီးတော့အပြစ်ကင်းခြင်းအတ္တတောင်ရပြီးတော့ဖျားခြင်းစီရင်ခြင်းနဲ့လွတ်မြောက်ဖို့ဆုတောင်းဖို့ဖြစ်ပါတယ်အဲ့ဒီလိုဆုတောင်းခြင်းအဖြစ်မြမပြည်ပြည်သားအားလုံး ဘုရားရှင်အလိုတော်ဖြစ်တယ်။ကဲဒီညရောက်ပြီဒီမှာတရားကိုတီးဖို့ဆုတောင်းဝေဖြစ်ပါလေ။အတူတူကဆုတောင်းကြပါစို့။ကောင်းကင်ဘုံနဲ့ရှိတော်မူသောဖတ်မြတ်စွာသောဘုရားခင်မြန်မာနိုင်ငံအနှံ့ပြားမှာပျက်စီးယူရင်မှုတွေရှိတော်မောက်ပြီးအမတားမှမနစ်တပ်ွေဖြစ်နေပါလေ။လူသားတွေရဲ့အတိုက်အမှုအတိုက်အမျိုးများကလည်း စိတ်ပိန်ဆိုင်ရာတန်ရာများစရိဒဖောက်ပြန်ခြင်းအတ္တကြည်ခြင်းတကုံးဆန်ခြင်းအစရှိတဲ့အရာများပြီးဒုရီကိုဖြစ်စည်းနေတဲ့အခါမှာနောက်တတရားရပြီးတော့ပြန်လေတိဆောက်ပြီးနေဖို့ဘုရားခင်မြတ်ပြည်သူပြည်သားများကိုနောက်တရားပြီးတော့ရှေ့တော်မတွင်ဥလှလာဖို့ဘုရားထံသို့နောက်တနေ့ပြန်လာနိုင်ဖို့သူတို့ကိုကောင်းကြီးပေးတော်မူပါ အတိုင်းပြည်လုံးပါခေါင်းရိုက်ခေါင်းအမီရိုက်အမီအဲ့လိုလှုပ်ဆောင်နေတော့ကြောင့်တရားမြတ်မှုလည်းပြောက်ကွေနေပါလေဥပ္ပယဘိတော်သမ ्या လည်းတရားမြတ်မှုကင်းပြီးတော့မိမိရဲ့အတ္တကျိုးကိုအသက်ရှင်နေတာကိုတွေ့ပါလေဇာတိလောကီသားများဖြစ်သောကြောင့်သူကဲသူပဲအသက်ရှင်တတ်ကြပါ တော်ရဘုရားသခင်ဝိညာဉ်တော်သည်သူကိုပြုပြင်ပေးတဲ့အခါမှာသူတို့နောက်တရပြီးတော့အပြစ်ကိုမြင်ပြီးတော့အပြစ်ကင်းခြင်းအသက်တာကိုရှောက်ရှောက်ခြင်းအဖြစ်လောကီယစီရင်ခြင်းကရုရှင်တရားစီရင်ကင်းနှံ့မှုရာသူတို့ကိုကောင်းကြီးပေးတယ်မပါဒီနေ့မွေးနေ့ကြတဲ့မွေးနေ့ရှင်များနဲ့မင်္ဂလာရက်မြတ်ကိုမြင်တဲ့ဇနီးမောင်နှံတို့ဒီလေမြေလူအသက်တာမှာသူကြီးတို့ကိုယ်တော်ပေးတဲ့ ဆူတောင်းတဲ့ကောင်းကြီးရတဲ့အခါမှာတဆင့်ဆက်လက်ဝင်ငှခြင်းအဖြစ်ကိုရထံမှာခွင့်လွှတ်ခြင်းရတဲ့အခါမှာတဆင့်ပြန်လက်ဝင်ငှခြင်းအဖြစ်ကိုရထံမှာနောင်တတရားနဲ့အပြစ်လွတ်ခြင်းကိုခံစားရသလိုဝင်ငှခြင်းအဖြစ်အမိမြန်မာနိုင်ငံသူနိုင်ငံသားအလုံးလူတွေထူမင်္ဂလာပေါင်းနေပြဝါလေကိုရှင်အလိုတော်ဒီကောင်းကင်ဘုရားပြည့်စုံသူမြန်မာနိုင်ငံကြီးမှာပြည့်စုံတည်ဖို့ရန်ကိုရှင်တင်ပေးခဲ့တဲ့ပဋ္ဌာန်းတော်အတိုင်း ကျွန်တို့အားလုံးတို့ဒီသဘောချင်းတူလေယုံကြည်ခြင်းပါလေမေတ္တာပို့ဆုတောင်းပေးကြပြီပါကောင်းကင်ဘုံ၌ရှိတော်မူသောကျွန်တို့ဒီအဖာကိုတော်ဤနာမတော်အားယုံဒီလေးမြတ်ခြင်းရှိပါစေသောနိုင်ငံတော်တည်ထောင်ပါစေသောအလိုတော်ဒီကောင်းကင်ဘုံ၌ပြည့်စုံတကယ်သို့မြေကြီးပေါ်မှာပြည့်စုံပါစေသောအသက်မွေးလောသောအစာကိုကျွန်တို့အား ယနေ့ပေတနာတူပါသူတပါးဒီကျွန်တော်တို့ကိုပြမားတို့ပြမြားကိုကျွန်တော်တို့ဒီလွတ်ကဲတို့ကျွန်တော်တို့အပြစ်များကိုလွတ်တူပါပြသွေးဆောင်ရတို့လည်းမပါစီပဲမကောင်းတို့အမိယာမလည်းကဲနှုတ်တူပါအစိုးပိုင်တော်အခွင့်နှစ်ဘုန်းကိုအာနုဘတော်သည်ကဘာဆက်ဆက်ကိုတော်၌ရှိပါ၏အာမင်

ရှိတော်မူသောဖတ်မြတ်စွာသောဘုရားခင်တောင်းတမြကိုပေးတည်တာမကကိုလိုပေးတဲ့ကောင်းကြီးမင်္ဂလာကိုခန္ဓာကျမ်းမာခြင်းစိတ်လုံးချမ်းသာခြင်းဝိညာဉ်လွတ်မြောက်ခြင်းကိုအခြားသူတို့များအားဆက်လက်ဝင်ငါခြင်းအားဖြင့်အခင်ယေရှုရဲ့အုပ်စုတော်မူခြင်းကိုအမိမြမနိုင်ငံမှာရှိတဲ့လူမျိုးတကာတို့ဝန်ခံလာနိုင်သည့်တည်အောင်ကောင်းကြီးမင်္ဂလာဖြစ်ဖို့ရာ ထရဖျားသည်ကျွန်တို့ကိုကောင်းကြီးပေးရဆောင်မကြည့်ရှိပါစေတော့အမိမြဝနိုင်ငံသူနိုင်ငံသားအသီးသီးပုံမှန်လဲကိုရရှိမင်းနာအလင်းတော်ကိုလွတ်လဲသူတို့အားဂရုဏာကျေးဇူးပြုတော်မူပါစေတော့အမိမြန်မာနိုင်ငံသူနိုင်ငံသားအသီးသီးကိုမြှို့ကြည့်၍ချမ်းသာပြုတော်မူပါစေတော့ခမည်းတော်ဖျားခင်ရဲ့မြတ်တာတော်သာတော်ယေရှုခရစ်တော်ရဲ့ကျေးဇူးတော်နှင့်တန်ရှင်းသောဝိညာဉ်တော်ဖျားရဲ့မိသားစုချင်းကျေးဇူးအပေါင်းတို့သည် အမိမြန်မာနိုင်ငံသူနိုင်ငံသားအသီးသီးပေါ်နဲ့၎င်းလက်ရက်40အစာရှောင်ပြီးတော့ပြည်တော်ကြီးချမ်းသာရမည်အကြောင်းအာမလို့စိတ်မပြေပဲကျူးစားဆုတောင်းကြကုန်သောတာသမီအသီးသီးပေါ်မှာယခုမှစ၍ကာလအစဉ်မြဲတက်ရောက်တည်ရှိတည်နေပါစေတည်းအာမင်အာမင်အာ 啊。Uh